ဘာဆိုလိုနာတင်ဥက္ကဋ္ဌလာပေါ်တာကပြီးခဲ့တဲ့ရက်ပိုင်းမှာနူကတ်ကွင်းကြီးရဲ့ကိုရောက်လာခဲ့တဲ့မက်ဆီဟာအသင်းကိုကစားသမားတဦးအနေနဲ့ပြန်လာဖို့လက်တွေ့မကျဘူးလို့ပြောခဲ့ပါတယ်။လာပေါ်တာကသူထွက်ခွာမှုဟာကျွန်တော်တို့လိုချင်တဲ့အတိုင်းမဟုတ်ခဲ့ပါဘူး။ဒါပေမဲ့မက်ဆီနဲ့ကလပ်မှာရှိတဲ့လူတိုင်းပေါ်လေးစားမှုအမြင့်ဆုံးရာလက်တွေ့မကျတဲ့ထင်ကြီးတွေကိုပေးနေတာကမသင့်တော်ဘူးလို့ကာတာလိုနီးယားရေဒီယိုကိုပြောခဲ့တာပါ။ဘာဆိုလိုနာအသင်းကံတော်ရဲ့မက်ဆီဟာအာဂျင်တီးနားအသင်းနဲ့ပူးပေါင်းဖို့စပိန်နိုင်ငံထံရောက်ရှိချိန်မှာ ပြန်လည်ပြုပြင်မှုတွေပြုလုပ်နေတဲ့နုကက်ကွင်းကြီးတဲ့ကိုတွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။မက်ဆီကကစားမတူးအနေနဲ့မနှုတ်ဆက်ခဲ့ရမှုတွေတနေ့မှဒီကွင်းထဲပြန်လာပြီးဘာဆိုရာသင်ပြိတ္တတွေကိုနှုတ်ဆက်ခြင်းတယ်လို့ပြောခဲ့ပါတယ်။ဒါအပြင်မက်ဆီကသူနဲ့သူ့မိသားစုဟာဘာဆိုရာကိုလွှဲဆိုနေကြောင်းလည်းအင်တာဗျူးတစ်ခုမှာပြောခဲ့တာပါ။အင်တာမိုင်ယာမီအသင်းဟာမကြာမီမှာမေဂျာလိရာသီကုန်တော့မှာဖြစ်တဲ့အတွက်မက်ဆီဟာဘာဆိုရနာအသင်းထံ ်ကာလာတို့စာချုပ်နဲ့ပြန်လာပြီးကစားနိုင်တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါပေါ်တာကတော့ဒီထင်ကြီးသတင်းတွေကိုညှင်းဆန်ပြီးမက်ဆီအသင်းနဲ့ပြန်လာဖို့ကလက်တွေ့မကျဘူးလို့ပြောခဲ့တာပါ။ဒါပေမဲ့လာပေါ်တာဟာနုကတ်ကွင်းကြီးပြန်ဖွင့်လိမ့်မယ်အချိန်မှာမက်ဆီပါဝင်တဲ့ပွဲတစ်ပွဲကိုကျင်းပဖို့မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။ဘာစလိုနာအသင်းမှာလူဝဲကစားမဘွားအပါဝင်နှစ်ပေါင်း20ကြာရှိခဲ့တဲ့မက်ဆီဟာအသင်းကြီးအတွက်988ပွဲကစားခဲ့ပြီး682ဂိုးသွင်းက လာလီဂါဖလား10ချိန်ချန်ပီယံလိဖလား4ချိန်ပါဝင် စုဖလားပေါင်း34ခုရအောင်နိုင်ခဲ့ပါတယ်။မက်ဆီဟာဘာစလိုနာအသင်းကနေထွက်ခွာပြီးနောက်မှာ PSG နဲ့လက်ရှိအင်တာမိုင်ယာမီအသင်းမှာကစားနေပြီးသူဟာမေဂျာလိဂ်ကလပ်နဲ့2028ထိစာအုပ်သက်တမ်းတူရတာဖြစ်ပါတယ်။